နေပြည်တော်စကိုင်းမန္တလေးမကွေးပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်အရှေ့မြောက်ဒေသများရှိငလျင်တန်းတင်းသည့်နေရာများကိုအရေးပေါ်အခြေအနေကြီးညာနေပြည်တော်စကိုင်းမန္တလေးမကွေးပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်အရှေ့မြောက်ဒေသများရှိငလျင်တန်းတင်းသည့်နေရာများကိုအရေးပေါ်အခြေအနေအဖြစ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ကြေညာသည်ယနေ့မတ်နေ့ဆက်ရှိရဒေသစံတော်ချိန်မွန်းလွဲ7:52မိနစ်တူမြ2စက္ကန့်အချိန်တွင် မန္တလေးမြင်းကလေးစခန်းမှအရှိမြောက်ဖက်21ကီလိုမီတာခန့်ကွာဝေးသောမန္တလေးမြို့၏အရှိမြောက်ဖက်20ကီလိုမီတာခန့်အကွာဗဟိုပြု၍အင်အား၍တာစကေး9တသမ9အဆင့်ရှိအင်အားအလွန်ပြင်းထန်သောမြင်းကလေးတစ်ခုလှုပ်ရှားသွားခဲ့ပြီးနောက်ဆက်တွဲငလိငယ်3ခုခန့်လှုပ်ရှားခဲ့ကြောင်းတိုင်းထွာရရှိခဲ့ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကကြေညာသည် အဆိုပါပြင်းထန်သည့်ငလေလှုပ်ခတ်မှုကြောင့်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့ရှိငလင်တန်တင်းသည့်နေရာများကိုအရေးပေါ်အခြေအနေဖြင့်အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကြေညာလိုက်ကြောင်းနှစကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်သည်နိုင်ငံတော်အစိုးရအနေဖြင့်အဆိုပါဒေတာများ၌ပျက်စီးဆုံးရှုံးမှုများအားအလျင်အမြန်စုံစမ်းစစ်ဆေးခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများအားစောလင်စွာဆောင်ရွက်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီးလိုအပ်သည့်တဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီများရရှိစေရေးအတွက်လည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်အချိန်မီရရှိလာသောသတင်းများအားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကအချိန်နှင့်တပြေးညီထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကဆိုသည့်ပြည်သူလူထုအနေဖြင့်ဖြစ်ပေါ်လာနိုင်သည့်ကောလာဟလများအပေါ်သတိထားဆင်ခြင်နိုင်ပါရန်နှင့် တဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင်နိုင်ငံတော်အစိုးရဒေတာဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပါရန်တိုက်တွန်းကြောင်းနတ်ဆကသတင်းထုတ်ပြန်ရေးအဖွဲ့ကကြေညာသည်